Pretty ကြိုက်အာရှကြိုက်ကျွန်တော်ကြိုက်မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှူအနေဂျူလိုဝါရီကျွန်တော်ကိုခက်မှာဒီအင်္ဂါညမှာရှင်မြန်ကစားဖို့ရှိနေတဲ့ချန်ပီယံလိပွဲစဉ်တွေအတွက် tips တွေကျွန်တော်ညီကိုတွေကို sharing လုပ်ပေးသွားချင်ပါတယ်ဒါတော့ free tips တွေပေါ့နော်အဲ့တို့ကြောင့်ကျွန်တော်ညီကိုတွေယုံလို့လဲရတယ်မယုံလို့လဲရတယ်အချက်ပေးချက်တသက်ပဲဖြစ်တယ် ကိုယ့်ရဲ့အကြိုက်နဲ့ကိုယ့်အတွေးခေါ်နဲ့ထပ်တူညီမှသာလျှင်ရွေးချယ်ပါကျွန်တော်ကတော့ကျွန်တော်ညီကိုတွေစေနာနဲ့ sharing လုပ်ပေးတာပါโอเคအဲ့တော့ကျွန်တော်ပထမဆုံးပွဲ Carrie Almarte နဲ့ Olympia Cos ဒီပွဲစဉ်မှာအကြောပေးမှုက Olympia Cos က 1D ပေးထားတယ် Olympia Cos ဒီအသင်းကောင်းတစ်သင်းမှာ Real Madrid နဲ့တောင်ရှင်ပြီးဂိုးတွေတွင်းသွားတယ် Barcelona ပွဲစဉ်မှာလည်းဂိုးပြတ်ရှုံးသွားရမယ်တယောက်အထုတ်မခံခင်အချိန်တော်တော်လေးကောင်းတဲ့ခြေသွမ်းမျိုးပြသခဲ့တဲ့အသင်းတစ်သင်း အိုလံပီယာကော့စ်ကြောင့်ကျွန်တော်ကောင်းကောင်းသိတယ်ဒီပွဲကိုအာရှအိုလံပီယာကော့စ်ကြိုက်ပါတယ်နာမည်ကြီးဘလုံးမွဲသုံးသက်ခံမဲ့တဲ့ website တစ်ခုဖြစ်တဲ့ Predicy ရောဘလို့ခန့်မှန်းသေးလဲအိုလံပီယာကော့စ်က1-0နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားတယ်ကျွန်တော် Carrick MRT ရဲ့ပွဲစဉ်တွေလည်းကြည့်ခဲ့ပူပါတယ်စောစောရဲ့ဘိုင်းလေးကတော့မစိုးပါဘူး Kazakhstan အသင်းတစ်သင်းဆိုပေမဲ့အနေထားတရက်ရှိတဲ့အသင်းပါအဲ့ဒါကြောင့်ကျွန်တော်ကတော့ဒီပွဲစဉ်မှာ အရှင်ပြိတ္တအားနဲ့ဒီချိန်မှာအရင်အေးနေကာသစတန်မှာအဲရာဒီဥရုဘညာရီလဲထက်ထွက်ရနိုင်တယ်အရှင်ကာရိတ်အယ်မာတီအသင်းကိုအားပေးခြင်းပါတယ်အိုလံပီယာကော့စ်နိုင်သွားလဲ 1D တန်မပူလို့ထင်တယ်ပရစ်ဒစီကမန်းပုံမျိုးလို့ပေါ့ကျွန်တော်နောက်တစ်ပွဲကတော့ဘိုင်ယန်မြူနစ်နဲ့စပိုးတင်လစ်ဘွန်ဖြစ်ပါတယ်ဘိုင်ယန်မြူနစ်အိမ်ကွင်းမှာပေါက်ကွဲအားကောင်းကောင်းနဲ့ကစားလာမယ်ပွဲစဉ်တစ်ပွဲဆိုလဲမမားပါဘူးအကျော်ပေးမှုရတော့နှလုံးတဝက်ပျော်ရွှင်ခွင့်ပေးရပါတယ်တော်တော်လေးပြင်းထန်တဲ့အကျော်ပေးမှုပါစပိုးတင်လစ်ဘွန် မနေရဲပါဘူး Sporting Lisbon ဒီဟူပင် Amorin လက်ထက်တုန်းက Lisbon မျိုးမဟုတ်တော့ဘူးဒီပွဲစဉ်ကိုအာရှက Bayern Munich နဲ့ကြိုက်ပါတယ်ကြိုက်တင်တာပေါ့ Bayern Munich ကတိတ်နိုင်တယ်လीเนาะအဲ့တော့ Bayern Munich ရဲ့တိုတယ်ကိုအကျော်ပြမှုကိုကြည့်အောင်သုံးလုံးအပြည့်ရှုံး Handicap နဲ့တိုတယ်ကိုက matching ဖြစ်တယ်ဗျသုံးလုံးအပြည့်ရှုံးဆိုတော့နှစ်သင်းပေါင်းအတွင်းကသုံးလုံးလောက်ရှိနိုင်တယ်အဲ့သုံးလုံးရှိနိုင်တဲ့နေရာမှာကျွန်တော်တို့က goal ကွာချာချက်အနည်းကိုမတော့ဘူးဗျ2-1ဆိုတဲ့ result မျိုးမဖြစ်နိုင်ဘူး Bayern Munich ကအနည်းဆုံး3-0နဲ့နိုင်နိုင်တယ်အဲ့တို့ကြောင့် သုံးလုံးရှုံးပေးထားတာတူတယ်ကိုတော့ skip ချင်တယ်လေးလုံးငါးလုံးလောက်နဲ့ပြက်ပြီးနိုင်သွားဖို့ဆိုတာလည်းမလွယ်ဘူးလစ်ဖုန်းကလည်းကိုးပြက်မပေးချင်တဲ့ညီကိုတွေအတွက်တူစီတူစီကိုခမန်းရင်ဘိုင်ယန်မြူနစ်အတင်းကိုရွေးချယ်တင်ပါတယ်ကျွန်တော်လည်းဘိုင်ယန်မြူနစ်ပါပရီတစီရောကိုရလက်ဘလို့ခမန်းတယ်လေ3-1ဆိုရဲရလက်နဲ့ခမန်းထားပါတယ်အဲ့တော့3-1ဆိုရင်တော့ဘိုင်ယန်မြူနစ်တဝက်ပျော်ရွှင်ခွင့်ရပါတယ်နောက်တစ်ပွဲကတော့ Atlanta နဲ့ Chelsea ဖြစ်ပါတယ် အကျော်ပေးမှုက Chelsea တရီတဝက်ရှုံးမှာတိုတယ်ကိုက၃လုံးတဝက်ပျော်ရွှင်ခွင့်ပေးတဲ့အတွက်ဒီလိုပွဲမျိုးတွေကတိုတယ်ကို over ဖြစ်ဖို့တော်တော်လေးအခြေအနေနည်းတယ်။အာရှအကြိုက်ကတော့ Atlanta ဖြစ်ပါတယ်။ Predicy ရဲ့ခမန်းပုံကတော့1-1ပါ။ကျွန်တော်လဲ preview ထဲမှာဒီပွဲအကြောင်းတေချာလေးပြောပြီးသွားပါပြီ။တရီကြဖို့ percentage က90%လောက်ရှိတယ်။ဘုံပေါင်းနဲ့ပွဲစဉ်ကအကျော်ပေးမှုပုံစံမျိုးတူတူပဲအလားတူတူမျိုးပဲဖြစ်သွားနိုင်တယ်။ဒါမဲ့ ကျွန်တော်တွေကနိုင်နိုင်တယ်ဆိုတော့ယူဆချက်ဘက်ကပြန်စဉ်းစားရင်ချက်စီကနိုင်နိုင်ကြီးရှိတာပေါ့ percentage နည်းနည်းလေးပဲဖြစ်ပါသေးဦးเนาะအဲ့တော့ကြောင့်ကျွန်တော်ကတော့တရေကြလို့တဝက်ဆုံးရှုံးခံနိုင်ရင်ချက်စီအသင်းကိုရွေးချယ်စေချင်ပါတယ်နောက်တစ်ပွဲကတော့ Barcelona နဲ့ Frankfurt ပါ Barcelona ကအိမ်ကွင်းမှာနှလုံးတဝက်ရှုံးပေးထားပါတယ် Total goal ကတော့40ပါအဲ့တော့40ကဒီတစ်ပတ်ကစားတဲ့ Champion League ပွဲစဉ်တွေမှာအကျော်ပေးမှုအပြင်းထန်ဆုံးပဲ Frankfurt ကလည်း goal တွေအလူပေးရတဲ့အတွက်ကြောင့်40ပေးတာပါ ပရီဒီယာဒီပွဲစဉ်မှာဘာစလိုနာ3-1နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်။ဘာစလိုနာ3-1ဆိုရင်တော့ကျွန်တော်တဝက်လောက်တော့ရှုံးမယ်ပေါ့နော်။သူကနှလုံးတဝက်ရှုံးပေးထားတာ哦။ကျွန်တော်လည်း Frankfurt ကိုလုံးဝမယုံရဲဘူး။ဘာစလိုနာရဲ့ twin goal တွေကိုရေတွားဖို့ရှိတယ်။ဒါပေမဲ့ total goal 40ကြီးကလည်းအနည်းငယ်တော့များပါတယ်။ handicap ကဘာစလိုနာအသင်းကိုရွေးချယ်တာအဆင်ပြေပါလိမ့်မယ်။နောက်တစ်ပွဲက Inter Milan နဲ့ Liverpool အကြောပေးမှုရက Inter Milan ကတည်တဝက်ရှုံးပြန်အကြောပေးထားတယ်။ အင်ကွင်းဆန်စီရိုမှာကစားရမှာလည်းဖြစ်တယ်။တေတဝက်ရှုံးကတော့နားလည်းလက်ခံပေးလို့ရတယ်။အဲ့တော့ဒီပွဲစဉ်ကိုအာရှလီဗာပူးကြိုက်တယ်ဗျ။တိုတယ်ကိုနဲ့ပြန်ချိန်ကြည့်အောင်၃လုံးတဝက်ပျော်ရွှင်ခွင့်ပေးရပါတယ်။၃လုံးတဝက်ဘာညာကတော့တိုတယ်ကိုအန်ဒါပဲသွားတာများတယ်ဗျ။ CC 1C 11 21ဆိုတဲ့ reset မျိုးတွေပေါ့။ကျတော့ Pretty ရဲ့ command ပုံကျွန်တော်တစ်ချက်ထက်ကြည့်ပါမယ်။11တီပွဲဖြစ်သွားမယ်လို့ command ထားပါတယ်။ကျွန်တော်လည်းဒီပွဲစဉ်မှာ Liverpool အသင်းလုံးဝမရှုံးနိုင်ဘူးလို့ယူဆတယ်။ Liverpool ဒီ ရလက်တွေစိုးနေပြီမဲ့ကျွန်တော်အမြဲပြောနေကြစကားလို့ပေါ့ဘဲချင်းဘဲကာမှာထပောက်မှန်းမသိတဲ့ချင်းကိုင်ဘုံလို့တန်ကြီးတက်နေတဲ့ဘုံတလုံးလို့တော့ဖြစ်နေတယ်လီဗာပူးတိမရှုံးနိုင်တဲ့အတွက်ကြောင့်သူကလည်းပြန်ပြီးတော့အကြောမပေးရတဲ့အတွက်ကြောင့်ဆန်စီရိုမကလို့ဗမာပဲကန်ကန်ကျွန်တော်တို့လီဗာပူးကိုပဲအားပေးရမှာပါကျွန်တော်လည်းလီဗာပူးရွေးချယ်ပေးပါတယ်နောက်ထပ်ပွဲကတော့မိုနာကိုနဲ့ဂလာဒသရီဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့အကြောပေးမှုကတော့မိုနာကိုအသင်းကတရီတဝက်ရှုံးပေးတာပါတယ် အာရှကျရတော့ Galatasaray ဖြစ်ပါတယ် Galatasaray ကလည်းခြေယူးပြအရင်ယုံကြည်ရတဲ့အသင်းတင်းတော့မဟုတ်ဘူးအိမ်ကွင်းမှာရှုံးရင်ရှုံးအဝေးကွင်းမှာကောင်းရင်ကောင်းနေတဲ့အသင်းမျိုးအဲ့တော့ Predicy ရဲ့အကြံဉာဏ်လေးကိုကျွန်တော်တစ်ချက်ကြည့်လိုက်ရအောင်ဝန်ဝန်တေပွဲဖြစ်သွားမယ်လို့ခမန်းထားပါတယ်တကယ်တမ်းလည်းဒီလိုပွဲမျိုးတွေကဝန်ဝန်ဖြစ်ဖို့အခြေအနေများတဲ့ပွဲပါတရေတဝက်ရှုံးလေတဝက်ရှုံးတဲ့အလျောက် Galatasaray ကိုရွေးချယ်တာကတော့ပူကောင်းပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးမကစားခြင်းလဲဆိုရင်တော့ Super Senior Football Team မှာ Ibex ခွန်ရှိကို၅ဒလုံး miss နဲ့မောင်း၅၆တို့ကို မမသေးဗိုလ်စုချင်းနဲ့ယုံကြည်စွာကစားလို့ရပါတယ်အသေးစိတ်သိချင်တယ်ဆိုရင်တော့ဘဘနမတ်3998649440မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်ခင်ဗျာโอเคဒီတစ်ခါတော့ PSV နဲ့ Atletico Madrid ပွဲဒီပွဲရဲ့အကြောပေးမှုကတီကိုတရေတဝက်ရှုံပေးထားပါတယ် PSV ကိုသွားရှုပ်လို့မရပါဘူး PSV ဒီအသင်းကောင်းတစ်သင်းမှာအတော်လေးမာကုန်ရှိပါတယ်ဒီပွဲစဉ်မှာအာရှကတော့ PSV ကိုအကြိုက်သင်းဖြင့်ရွေးချယ်ထားပါတယ်တိုတယ်ကို 3D ဖြစ်တဲ့အတွက်ကြောင့် နှစ်သင်းပေါင်းအတွင်းကလည်းသုံးလုံးပုံစံမျိုးတွားဖို့များပါတယ်။ Predici ကတော့1-1တေပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားပါတယ်။ကျွန်တော်လည်းဒီပွဲစဉ်မှာ PSV ကိုပဲပို့ပြီးတော့ကြိုက်ပါတယ်။နောက်တဲ့တပွဲကတော့ Union Saint Gallois နဲ့ Marseille ဖြစ်ပါတယ်။ Marseille ကတရေတဝက်ရှုံအကျိုးပေးထားပါတယ်။အာရှရဲ့အကြိုက်ကတော့ Union Saint Gallois ဖြစ်ပါတယ်။ Union Saint Gallois ကလည်းကြိုက်ချင်စရာပဲ။ အသင်းလိုက်ကစားပုံအတော်လေးကောင်းပြီးတော့အသင်းကြီးတွေကိုလည်းဒုက္ခပေးနိုင်တဲ့အနေအထားမျိုး ရှိပါတယ်ဒီပွဲစဉ်ကိုပရီတီစီရဲ့ခမန်းမှုကတော့ဝန်ဝန်ဖြစ်ပါတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာမာဆေးအနေနဲ့တခုခုလုတ်ပြနိုင်မလားဆိုတဲ့အမြင်မျိုးလေးရှိတယ်ဗျတည်တဝက်ရှုံးဖြစ်တဲ့အတွက်ကြောင့်ချက်စီးပွဲလိုမျိုးပဲအနိုင်ဆုံးတည်ချနိုင်တယ်ဒါပေမဲ့အနိုင်ကိုမျော်လင့်မယ်ဆိုရင်မာဆေးကမျော်လင့်ခွင့်ရှိနေတယ်အော်ဘာမီယန်လိုကစားသမားမျိုးလက်ရှိချိန်ထိပွဲရလဒ်ကိုပြောင်းလဲပေးနိုင်တဲ့ကစားသမားမျိုးရှိတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒီပွဲစဉ်မှာ မာဆေးအသင်းကိုဒီ site နဲ့ site နဲ့ပတ်ကံပြီးတော့ရွေးချယ်ပေးကြပါတယ်ကျွန်တော်နောက်ဆုံးပွဲကတော့ Tottenham Hotspur နဲ့ Slavia Prague တရေကြရင်တဝက်ရှုံးအကျော်ပေးထားပါတယ်ဒီပွဲစဉ်ကိုအာရှကတော့ Tottenham Hotspur ကြိုက်ပါတယ် Pretizia ရဲ့ခမန်းပုံကတော့ Tottenham Hotspur 2-0နဲ့နိုင်သွားမယ်လို့ခမန်းထားပါတယ်တကယ် reality အခြေအနေမှာလည်းစပါးဒီရလက်ရဖို့တော်လေးအခြေအနေများပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်ကတော့ Tottenham Hotspur အသင်းကိုသဘောကျပါတယ်ခင်ဗျဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ဒီညမှာရှင်မြန်ကစားဖို့ရှိနေတဲ့ ချန်ပီယံလိပွဲစဉ်6အင်ကာညပွဲစဉ်တွေရဲ့အကြိုက်တင်းတွေကိုရွေးချယ်ပေးခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်။မနေ့ပြန်ဗိုလ်တော်ဦးညမှာလည်းအခုလိုဗီဒီယိုလေးဆက်လက်လုပ်ပြီးသွားပါအောင်မယ်ခင်ဗျ။အခုတော့အားလုံးခဏတာနှုတ်ဆက်ပြရသေးတယ်။ကျေးဇူးများကြီးတင်ပါတယ်။